ဲ့လို့မင်္ဂလာပါလို့လို့မင်္ဂလာပါလို့ကဲဒီကဲဒီနေ့က like လေးရနည်းနည်းနောက်ကြတယ်เนาะဒီမှာညနေ3နာရီအောင်ထိုးနေနေ့က like လေးရနည်းနည်းနောက်ကြတယ်เนาะဒီမှာညနေ3နာရီအောင်ထိုးနေပြီဆိုတော့မြန်မာပြည်မှာတော့9နာရီလောက်မသိနော်အဲ့မှာ9နာရီဖြစ်သွားလိမ့်မယ်မိုးချုပ်နေပြီ လိုက်ကလွယ်လွယ်မလွင်ကျင်ပါဘူးတော့မလွင်လွန်လည်းမရဘူးတော့ကျမ YouTube အကောင့်လေးပျောက်သွားမှာဆိုလို့လေလွင်နေရတာအရင်တော့ကတော့ကိုကနေတိုင်း live ကိုလွင်တာပေါ့နော်နေတိုင်းလွင်နေနေတိုင်းလွင်ပါလေအခုနောက်ပိုင်းကပြင်းလို့မလွင်ဖြစ်တော့ဆိုတော့တော်တရက်လွင်လို့ရှိတရက်မလွင်လို့ရှင်တရက်သူက I'm sorry နော်အကောင့်ကြလာလားမသိဘူးဆိုတော့မလွင်လို့မဖြစ်လို့လွင်ရတာ အမှန်ပြီးတော့ဒီနေ့တိုက်ဆိုင်မှုတွေရှိတာလေးပြောပြချင်တာလေးတွေပါအလွယ်ဟိုကြည့်တဲ့သူရှိသည်ဖြစ်စေကြည့်တဲ့သူမရှိတဲ့သူဖြစ်စေပေါ့နော်ကိုကအလိုမျိုးကိုရဲ့ live လေးပုံမှန်လွှင့်ရတာပေါ့နော်အဲ့ဒါ YouTube မှာလည်းတချို့ပြောဟတာပေါ့နော်ဒီကိုရဲ့ live ကိုကိုပုံမှန်လွှင့်ရမယ်တဲ့မလို့မရဘူးဘယ်လိုအန်တီရဲ့ငွေချင်းတောက်ကလည်းအဲ့လိုပဲလေသူလည်း YouTube ဖွင့်လာတော့မင်းလည်းသူလွှင့်ရတယ်ဟုတ်လို့ပေါ့သူက video clip လေးရိုက်တာပေါ့နော် ကကြည့်သူရှိဖြစ်စေမကြည့်ဖြစ်တင်ထားခုပါကိုတင်ထားလိုက်ပေါ့ပြီးလို့ရှိရင်သူ့ဖာတာသူပဲဒီ live လေးရရှိနေပေါ့နေနေကိုကပုံမှန်လွှင့်နေဆက်တာလို့ចောင်းစာလို့သူပေါ့ကွနေတိုင်းចောင်းစာလောက်အောင်လို့ပေါ့ဆိုဒီနေ့ကတော့အကယ်အဲ့နဲ့အော်လုံးကဘာပြောရင်ကောင်းမလဲမသိဘူးလို့ဆိုတော့စိတ်ထဲမှာဒီနေ့ဖြစ်လာတဲ့အရာလေးပေါ့နော်ဖြစ်လာတဲ့အရာလေးပြပြချင်ပါတယ်လို့အဲ့ဒါဘာလဲဆိုတော့ စိတ်ချမ်းသာစွာနေထိုင်ခြင်းပေါ့နော်စိတ်ချမ်းသာစွာနေထိုင်မှလို့ကောင်းစဉ်လေးပေးထားတယ်တိလားအဲ့လိုပြောလို့ခင်ဗျားကလည်းစိတ်ချမ်းသာစွာနေထိုင်အကုန်လုံးနေထိုင်ကြတာပဲမထင်နဲ့နော်လောကကြီးမှာအခုလူမျိုးအချင်းကာလမျိုးမှာကစိတ်ဆင်းရဲစရာတွေအများကြီးရှိတယ်ဝေးကြီးပြောမလားသမီးကြီးစားရေးပြောမလားမိသားစုရေးပြောမလားအပတ်သက်ကပေါ့နော်အဲ့လိုပြောလို့ဟာမလဲမထင်မှန်းနဲ့ပတ်သက်ရှိရသားတွေပတ်သက်ရှိရသူတွေက စိတ်ချမ်းသာမှာပဲလို့တော့မထင်ထင်နေပါနဲ့ပြည်စုံကျွယ်ဝတဲ့သူဆိုတော့ကဘာမှာရှိလားမရှိလားတော့ကျွန်မမသိသေးဘူးကျွန်မလည်းမအဲ့လောက်ထိမသိပြီမယ်လဲရှိမလို့မထင်ပါဘူးเนาะပတ်စံချမ်းသာတဲ့သူလည်းချမ်းသာတဲ့အလျောက်တော့သူ့ဘာသူပြဿနာတော့ရှိနေမှာပဲเนาะကျမ်းမာရေးကြောတော်၎င်းနောက်ပြီးတော့မိသားစုရေးလားလိုမျိုးပေါ့နော်ပတ်စံရှိရတော့လည်းဒီထက်ပိုရှိခြင်းနဲ့နောက်စင်ရကြောက်တယ် အဲအဲ့လိုမျိုးပဲပေါ့နော်ပတ်စံမရှိတဲ့သူကလည်းဒုက္ခတွေနဲ့အမဖြန့်တွက်ငါဘယ်လိုလုပ်အောင်လဲဖြန့်ငါဆန်ဖို့ဘယ်လိုပေးအောင်လဲဖြန့်ငါစားစရာရှိပါမလားအဲအဲ့လိုပြုံးပေါ့နော်အထွေးလေးရှိကြမှာပေါ့နော်အားလုံးမှာကတော့သူ့ဘာနဲ့သူတော့ရှိကြမှာပါပဲနော်မရှိရတော့မနေပါဘူးဒါပေမဲ့အဲ့လိုမျိုးပြဿနာဖြစ်လို့ဒီကောင်းအပူကြီးတခုလုံးခေါင်းပေါ်မှာတင်ထားလို့ရှိရင်လေအဲ့ဒီအပူကိုခြိုင်းတဲ့သူပဲအဖြစ်ပဲလေနော်ပြဿနာတစ်ခုက ကိုကရှင်းလို့မရဘူးလားရှင်းလို့မရဘူးဆိုရင်တော့ရှင်းမနေနဲ့ကျမမှလည်းပြဿနာတွေရှိတာပဲကျမလည်းပြဿနာရှိကြပဲအခါကျအဲ့ပြဿနာတွေကောင်းမသိမထည့်ချင်တော့ဘာလို့မထည့်လဲဆိုတော့အဲ့ပြဿနာထည့်လိုက်တဲ့ပြဿနာကငါ့အတွက်အဆင်ပြေသွားနိုင်လားနော်ဒီပြဿနာယူငါကောင်းထည့်လိုက်လို့ဒီပြဿနာရငါ့အတွက်အဆင်ပြေသွားမှာလားအဲ့လိုမဒီပြဿနာယူငါကောင်းထည့်တာပြင်လဲအဲ့ပြဿနာကြီးကအဆင်ပြေပဲနဲ့ချိနေမယ်ဆိုရင်ထည့်မနေနဲ့ အဲ့လိုတွေ့တယ်ဒီနေ့ဆိုရင်ကျမတောင်းတောင်းအလောက်ကပိတ်ရက်ကတိတ်တလားတစ်ခါဆိုလို့ကျမပိတ်ရက်အရှည်ရတာပေါ့နော်ကျမရဲ့ဒီ time table နဲ့သွားတာဆိုတော့တလားတစ်ခါဒီလိုမျိုးဒီလိုတပတ်ဆိုလို့ရှိရင်ကျမပိတ်ရက်ကများတယ်တဲ့တပတ်ကိုပဲ၄ရက်၅ရက်ဆက်တက်တော့ဖြစ်သွားတာပေါ့နော် vacation တက်ရဲ့ double ဖြစ်သွားတောက်ကြစနေတင်းငတင်းလာအင်း၅ရက်ပြည့်ရဲ့အဲ့လို၅ရက်ပြည့်ရဲ့မှာကျွန်မအရန်ပြင်းတယ်အလုပ်ကိုအမြဲတမ်းခါခါလေးမှအလုပ်က၂ရက်ပြည့်တာတော့၃ရက်ပြည့်တာဆိုတော့ခါကြတော့ ခုလိုမျိုးအလုပ်900လောက်ပေးလို့ရှိရင်ကျွန်မနဲ့ရွေးထားလို့မရတော့ဘူးဘယ်လိုဖြစ်သွားလဲဆိုတော့ तू ကပြင်းတင်းတင်းဖြစ်တယ်ပြောလည်းမပြောဘူးအိမ်ထဲမှာပလက်ကြီးအေးပြီးတော့ YouTube ကြည့်လိုက် YouTube မှာရှိသတင်းပေါင်းစုံကိုထိုင်ကြည့်လိုက်ပြီးတော့အဲ့မှာရှိတဲ့ဟိုတိုက်ပွဲတွေပေါ့နော်တိုက်ပွဲဆိုတာတင်လာဟုတ်ပါဒီဘက်ပြောတဲ့ဟာတွေနားထောင်လိုက်အကုသို့ရတာပေါ့နော် Netflix ကြတော့လဲကြတော့လည်းမကြည့်ချင်တော့အဲ့စီးရီးတွေကရမ်းရှည်တော့ဆိုတော့ကိုကအဲ့ Facebook လေးပို့လိုက် ပြချင်မစောတဲ့ game တွေရှိအဲ့ game တွေစောလိုက်ဘာဖြစ်လဲဆိုတော့တရက်တရက်တည်လာအဲ့ပိတ်အကြောင်လို့ကိုမများဆင်းနေတာဘာကြောင့်အိမ်မာနေလို့ရှိရင်ရမ်းပြင်းတာပဲဘာမှလုပ်စရာလည်းမရှိပြီးတော့ဟိုကထိုင်းနေပါလေကိုကနေလို့ရှိရင်တည်မထိုင်းနေပါလေမှာသွားနေရဲဆိုလို့ရှိရင်ပန်းရုပ်ဆက်ပေါ့ဟိုကန်းချီမှာသွားပြီးတော့နားတာတို့အနှိပ်သွားခံတာတို့တည်မလားလုံးလို့ရပြီမဲ့ဒီမှာအခုစအေးနေပြီအမှောင်စကြနေပြီဆိုတော့ကိုကပိတ်လက်ပြမထွက်ရဲဘူးပြောချင်တာပါလဲဆိုတော့ ဒီပိတ်ရက်ရှိတယ်ဆိုရင်ကျမတို့ကဖိတ်အဆင်ပြေအနည်းတော့အရင်အဆင်ပြေရန်ပြန်လာပဲဒီလားပိတ်ရက်ရှိဆိုရင်ငါပြင်းလိုက်တာငါဘာလုပ်လို့လုပ်ရမလဲငါမသိဘူးဆိုပြောလို့အိမ်ထဲမှာပဲပုလို့ပတ်လမ်းမျိုး TikTok လေးဆော့လာဒီနေ့ဆို TikTok ကိုအရင်ဆော့တာဟိုတချို့ကပြောတာပေါ့နော်အတရားကိုဘယ်လိုခေါ်မလဲဟိုကိုဝါနာပါတာသချင်းဆိုတာနဲ့အေးကရတယ်ရောရဟန္တာပါတာလေး အဲ့လိုမျိုးကာရီဝါနာပါတယ်တခြင်းဆိုတာရီဝါနာပါတယ်ဆိုလို့ရှိရင်အဲ့လိုပေါ့ကနေရတယ်ကိုကိုသူများကိုမထိခိုင်ပြီးရောနော်ကိုရဲ့ပျော်ရွှင်ခြင်းကသူတပားကိုမထိခိုင်ပြီးရောပဲကိုရဲ့စိတ်နဲ့ကိုကိုပျော်အောင်နေတယ်အဲပျော်တခြင်းနားထောင်နေကိုကြိုက်တဲ့တခြင်းတွေတွေ့လို့ရှိတခြင်း download ဆွဲတယ်မဲသိလားအဲ့လိုမျိုးပေါ့နော်ပြီးတော့ဘာလဲဆိုတော့အဲ့လိုပေါ့စိတ်ကိုလည်းပျော်ပျော်ဝဲနေတယ်အဲ့လိုစိတ်ညစ်လို့ရှင့် ်လူကလေးဒီမှာယုတ်ကြီးอ่ะအိုးပြီးတော့ဘာမှလည်းမလုတ်ချင်မကန်းချင်နဲ့ပေါ့နော်အဲ့လိုဖြစ်တာဟုတ်နော်ဒါကြောင့်စိတ်ကိုအတက်နိုင်ဆုံးပြောအောင်ထားတယ်ပြောအောင်နေတယ်ပြောချင်တာဘာလဲဆိုတော့အော်ရေကလောကကြီးမှာနေရတာဟိုလူဖြစ်ရကြိုးလဲနှက်ချင်တာပေါ့နော်လူဖြစ်ရကြိုးလဲနှက်ချင်တယ်ပြီးလို့ရှိရင်လည်း လောကကြီးမှာနေတဲ့အခါမှာကိုယ်ကြောင့်သူတပားကိုဒုက္ခရောက်စေမယ့်အရာတွေကိုဖြစ်စေချင်တော့ကိုယ့်ဘာကိုပဲသီးတန်လေးကိုယ့်ကိုကိုပြောတာပေါ့နော်အဲ့လိုကိုယ့်ကိုပြောရှင်းမှုကိုရအောင်ရှာနေရတယ်ခုခစ်ကြည့်ဆိုပိုတော့ဆိုသေးတယ်တည့်တည့်ပြဿနာပေါင်းစုံနေနေမြန်မာနိုင်ငံအရေးဖတ်မလားကမ္ဘာအရေးဖတ်မလားနော်ကျိုးနိုင်ငံမှာလဲသွားသူ politics ပေါ့နော်ဒီနိုင်ငံရဲ့အကြောင်းတွေရရှိရလေအဲ့လိုရှိတဲ့အခါကျတော့ပြောချင်တာပါလေလူရစိတ်တွေပြင်းမှန်းလာပြီနော်သူစီမြန်မာအရေးပေါ့နော်မြန်မာအရေးက နှစ်နှစ်ရှိလာများလို့ဖြစ်လာပြီအဲဒီဘက်ကလည်းဟိုနိုင်ငံပြောလိုက်ဒီဘက်ကလည်းသိရကြလိုက်ဒီဘက်ကလည်းဟိုသခိုးတွေထွက်လာလိုက်အာသိလမလားလူတွေကဟိုဘယ်လဲလို့လဲရမှန်းလည်းမသိဘူးအာပြလို့ရှင်ဟိုလူကိုအပြစ်တင်လိုက်ဒီလူကိုအပြစ်တင်လိုက်တချို့ကလည်းတော်လိုင်းရိတ်ဗန်းပြပြီးတော့သူတို့ page တွေနာမည်ရဖို့အတွက်လောလောဆားကြမြို့မြို့ကြီးဖြစ်နေတဲ့ကန္နာကြီးမှာကြားထဲမှာပေါ့နော်ဒဇာခံရတော့အောက်ချီလူရန်သားမရှိစင်ရသားတွေရဲ့တမျိုးပေါ့နော် အဲ့ဒါတွေကိုကနေ့စဉ်ကြုံတွေ့နေရတယ်မြင်နေရတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့တနာတာပေါ့နော်ဒါစိတ်မချမ်းသာဘူးလေနော်သတင်းတွေက YouTube မဖွင့်နိုင်တယ်ဖွင့်လိုက်တာနဲ့ TV မဖွင့်ရတော့ဒီခါလဲကြာဖွင့်လိုက်တာနဲ့သတင်းတွေကသတင်းဆိုးတွေရွက်ကိုကကြားနေရတာပေါ့နော်အဲ့လိုကြားနေတဲ့အခါကျတော့စိတ်မချမ်းသာတော့လေဘယ်လိုခေါ်လဲအိမ်ရှိအဲအိမ်နောက်ပူတော့အိမ်ရှိမချမ်းသာလို့ဖြစ်သွားတာပေါ့အဲ့ဒါကြာဘာလို့ပါလဲကိုယ့်ကိုပြောင်းရှင်ရှာရတယ်ကိုယ့်ကိုတတ်နိုင်ဆုံးဟိုကိုဘာကိုဘာကြိုက်လဲ အခုတဖြစ်ငါဒါလေးလုတ်လိုက်ရလို့ဟိုသူများမထိခတ်ဘူးလားမထိခတ်လို့ရှင်ကိုယ့်အကိုလုတ်လိုက်ပါလူတွေကတရားနဲ့တော့အချက်ရှင်းမတူဘူးနော်တချို့ကစိတ်ပန်းယောက်ျားတွေလို့ပေါ့တချို့ယောက်ျားတွေကစိတ်ညစ်လာလို့ရှင်အရသာတောက်ကြတာရှိတယ်အဲတချို့ကျတော့လဲအဖဲသွားရတာရှိမယ်တချို့ကျတော့လဲအပျော်ပါသွားတာတွေရှိမယ်အဲ့လိုမျိုးလေးတွေရှိတာပေါ့နော်တချို့ကတိတ်တိတ်စိတ်ကလေးအိမ်မှာနေပြီးတော့လဲငိုချင်တာလဲငိုမယ်မိန်းကလေးကျတော့မလုပ်အောင်လဲအဲအသေးကလို့ရှင်ဒီမှာ ပြောချင်တာကကွာစိတ်ဖိစီးမှုများတဲ့ခါကြလို့ရှင်ဟိုတချို့တွေကမလုံသိတဲ့ဟာရလောက်တာလည်းရှိတယ်လေဒါကြောင့်မလို့ဒါပေမဲ့ကိုကကိုစိတ်ညစ်လို့ကိုလုံးတတ်တဲ့အရာတစ်ခုကကို့အတွက်လည်းဟိုပြဿနာပေါ့နော်ဘယ်လိုခေါ်မလဲမထိခိုက်မနစ်နာပဲနဲ့ ူတပားကိုလည်းမထိခိုက်ပါနဲ့မိနစ်နာစေဘူးဆိုတော့လို့ပေါ့နော်အခုကျမဆိုတော့အန်တီကတော့လို့စိတ်ချင်းတည်ရညင်လာပြီဆိုလို့ရှိရင်လို့ TikTok တွေ shop လိုက်တယ်တခြင်းနားထောင်ပလိုက်တယ်ကကြံကပလိုက်တယ်အဲ့လိုကလိုက်တာလေဘယ်လိုဖြစ်စိတ်တစ်ခု ေပြောက်သွားတယ်တီလာကိုကိုရန်လက်ကဝါနာပါရှင်ဝါနာပါတော့လေနောက်ထောင်လိုက်တာပေါ့နော်အရင်ကြီးစိတ်တွေရှုပ်လာလို့ရှင်တော့တချင်းအေးအေးလေးနောက်ထောင်လာများတယ်အဲ့ဒါလေးကြောင့်စိတ်ကူငြိမ်တာပေါ့နော်အထူးဖြစ်ဘာဖြစ်လဲအဲ့စိတ်ကအရင်ရေးကြည့်ရလေနော်စိတ်ထောင်လို့ကိုကြည်ဆိုတာလည်းရှိတာပဲနော်ကျွန်တော်တို့ဒီဒီတော်မများကစိတ်နဲ့ပတ်သက်လာလို့ရှင်လူတွေကအရင်ကိုဟိုစိတ် စိတ်အာရုံဖိစီးမှုတွေများလို့ရှင် depression တွေဝင်တက်တယ်เนาะဟုတ်တယ်ဟုတ်ဒါကြောင့်မခုခုကိုလည်းကိုကြောင့်မှလည်းကိုကိုယူဆရာရဲစိတ်ကိုထိခိုက်စေမဲ့အရာတွေကို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 ထိခိုက်စေမဲ့အရာတွေအားလုံးကိုကရှောင်ရတယ်မရှောင်လို့မရပါဘူးဒါကြောင့်မလို့အကြံပေးချင်တာကစိတ်ရမ်းညစ်လာပြီဟဲ့ဆိုလို့ရှင်စိတ်ရမ်းညစ်လာပြီဆိုလို့ရှင်ဘာလုပ်ရမလဲဆိုတော့လေထပ်ပေါက်တစ်ခုရအောင် ပေါ့နော်ရမ်းသားလျှောက်တာတို့ကိုနဲ့ရင်းနေတဲ့မိတ်ဆွေတွေကိုရင်ဖွင့်တာတို့လုပ်ပါ အဲ့ဒါအရင်အရေးကြီးတာပေါ့နော် communication ကအရင်အရေးကြီးပါတယ်တရားနဲ့တရားနဲ့ပြောရမယ်ဆိုကြမယ်ရင်ဖွင့်ကြမယ်ပြီးရင်ဖွင့်တဲ့အခါမှာလည်းကိုယုံကြည်စိတ်ချရတဲ့မိတ်ဆွေအပေါင်းအသင်းကိုရင်ဖွင့်တာတော့အကောင်းဆုံးပဲပေါ့နော်အဲ့လိုမဟုတ်ဖဲနဲ့ကိုနောက်ကျောကိုဓာတ်နဲ့ထိုးပြီးကိုရှေ့မှာတမျိုးကိုနောက်ကျောမှာကိုကိုအတင်းပြောရလို့ဆိုလို့ရှိရင်တမျိုးပဲလေနော်ဒါကြောင့်မလို့အရင်ကိုဂရုစိုက်ရပါတယ်လို့အဲ့ကြောင့်မလို့အန်ဒီပြောချင်တာကလူငယ်တွေရော ပေါ့နော်လူငယ်တွေမှလည်းလူငယ်တွေအလျောက်ပေါ့နော်ကိုရဲ့တက်နိုင်ဆုံးကိုသက်ရှင်ထင်ရှားနေတဲ့ယူအချိန်မှာအကောင်းဘက်ကနေနေထိုင်ကြပြီးတော့သူတစ်ပါးကိုထိခိုက်စေမဲ့အရာမျိုးမလုပ်ကြပါနဲ့ပေါ့နော်အဲ့ဒါလေးတခုပြောချင်ပါတယ်အကြံပေးချင်ပါတယ်နောက်တစ်ခုကြတော့အဲ့လိုပေါ့စိတ်ငါစိတ်ညစ်လို့အရက်တော့လို့ရှင်ဒါအဲ့တခုကဟိုဘယ်လိုခေါ်မလဲရက်တော့လိုက်လို့စိတ်ပျော့စိတ်ဟိုပါလို့စိတ်ခဏပျော့မှချင်းနေနော် အရက်တောက်တာကကျန်းမာရေးရန်ထိခိုက်ပါတယ်ဆလိသမားတွေဆိုလဲကျန်းမာရေးရန်ထိခိုက်ပါတယ်လူအသက်ငယ်တုန်းကဘာမှဖြစ်ပင်နဲ့အသက်ကြီးတဲ့အခါဆိုပူဆိုးတာပေါ့နော်ကျွန်မဆိုလဲအနည်းလို့ရှင်တခါကြာလို့ရှင်အခုဆိုလို့ရှင်စီချိုသမားဆိုအရန်အစားတောက်ပါစားရှောင်းရတာပေါ့နော် စားကျင်တာပုံကပိရေတဲ့ခါတော့ပတ်ဆက်ဆက်လေးနေပြီးတော့ဒါပေမဲ့အော်ငါမသိမချင်းစားနေရမှာပဲဆိုတော့အတွင်းအစားတောက်ပါစားကိုကရှောင်းတယ် ကိုကျမ်းမာရေးပေါ့နော်ကျမ်းမာရေးမကောင်းလို့ရှိရင်ဒါပတ်စံဘလောက်ပဲချမ်းသာချမ်းသာကျမ်းမာရေးမကောင်းလူဘဝအလက်ကားပဲနေရတာအဆင်မပြေဘူးနော်ဟုတ်တယ်ဟုတ်ကျမ်းမာရေးလည်းအရင်အရေးကြီးပါတယ်လို့ဒါကြောင့်မလို့ကိုယ့်ရဲ့စိတ်ကလေးကိုပတ်တက်နိုင်စွာအောင်နေပါစိတ်ပြောတဲ့အခါကျတော့လူကလည်းအိမ်မှာလူနေနေပြောတယ်ပေါ့နော် နော်တော့ကျမရဲ့ hobby ကျတော့ပါလဲဆိုတော့ကျမအိမ်မှာအပင်စိုက်တိုင်ရဝါနာပါတာအဲ့အပင်တွေပါကျမစိုက်ပြီးဆိုတော့အပင်လေးတွေနဲ့စကားပြောတယ်အဲ့အပင်လေးတွေမပွင့်လို့ရှင်ဟဲ့ဘာလို့မပွင့်လားလဲကိုယ်စိတ်ကိုချမ်းသာအောင်ကိုနေရတာပေါ့နော်စိတ်ပျော်ရွှင်မှုအတွက်အဲ့လိုပေါ့ပြီးအိမ်ကိုကျမအမြဲတမ်း decoration ပြန်ချိန်တာပေါ့အာဒီဟာလေးလိုဟိုလိုလေးပြောင်းလိုက်ဒီလိုလေးပြောင်းလိုက်ဟိုလိုလေးရွှေ့လိုက်ရင်ကောင်းမယ်အဲ့လိုမျိုးလေးပေါ့နော်တက်နိုင်ဆုံးမကိုလောက်တာပေါ့နော်အိမ်ကိုလည်းပြောင်းလေးပြောင်းလောက်တာရှိတယ်ပြောချင်တာပါနဲ့ဆိုတော့ စိတ်ညစ်နေလို့မှဘာမှဖြစ်မသွားတာเนาะကိုစိတ်ညစ်နေလို့လည်းဘာမှဖြစ်မသွားဘူးပြဿနာလည်းဖြစ်မရှင်းသွားဘူးဆိုရင်ဒီစိတ်ညစ်တာယူကိုကောင်းမတင်ထားမလားအဲ့မီးအုံယူကောင်းမတင်ထားမလားမတင်ထားဘူးပေါ့เนาะဒီဓာတ်ယူမတင်ထားပဲနဲ့ဩအချိန်냐ကြာတော့သူပဲရှင်းသွားပါလိမ့်မယ်ဆိုတော့အတွေးလေးနဲ့ပဲကိုပေါ်ရှေ့ဆက်ပြီးတော့ကိုဘွားလေးကိုကောင်းနေမယ်ကိုသူများတကာကိုမထိခိုက်ဘူးပေါ့เนาะကိုကြောင့်သူများတကာမျက်ရည်ကျတာကိုကြောင့်သူများတကာမထိခိုက်ဘူးဆိုရင်တော့ ိုအကောင်းဆုံးပဲပေါ့နော်အဲ့ဒါလေးကိုပြောချင်တာပါဆိုကျမတော့အမြင်နဲ့အတွေ့အထဲမှာအဲ့လိုပဲနေပါတယ်ဘာကြောင့်လဲဆိုတော့ရိုင်းစိတ်အာယုံတွေလည်းစိတ်အများကြီးလည်းမထားနိုင်ဘူးစိတ်ရင်တန်လည်းမခံနိုင်ဘူးဘာကြောင့်လို့ခေါ်မလဲလောကရဲ့နေလူဝါနေရတာလေခဏတာလေးပဲလေနော်ဒါကြောင့်လို့စိတ်ကိုပျော်ရွှင်အောင် နေရပါတယ်လို့ဒီနေ့ live ကတည်းကလွှင့်နေတော့ကြာသွားတာပေါ့နော်အရင်ကလွှင့်နေကြမနေ့7နာရီလွှင့်နေဒီနေ့နေ့3နာရီမှလွှင့်ပြတယ်ဆိုတော့အားပဲပြော ကျွန်မပြောချင်ပါတယ်။ကျွန်မရဲ့ life ကိုကြည့်တဲ့သူတွေကျမရဲ့အထူးဝူဆိုင်ပါစိတ်ချမ်းသာအောင်နေပါเนาะပြီးတော့ကျွန်မဆိုလို့ရှိရင်အခု weight တက်လာတော့အစာတောက်ကိုရှောင်ရတယ်။ဘာကြောင့်လဲ။ work လိုက်ခါကြာလို့ရှိရင်လူကလေအဆင်ပြေဦးလေနော်။ဟောငါငါပုံမြဘလူးမလည်းမသိဆိုတော့ဖြစ်တဲ့တလေနော်။ဒါကြောင့်တော့ဆက်ဆက်ရအားလုံးအဆင်ပြေအောင်ကိုယ့်ရဲ့အစာကျမရဲ့အဓိကကျမရဲ့ရအောင်လို့ ပတ်စံအချိန်မျိုးရှာလို့ရတယ်เนาะကျမကြီးကအဓိကအရေးကြီးပါတယ်ကျမကြီးမကောင်အလကားပဲလေเนาะအားလုံးပြောချင်ပါတယ်စစ်ချမ်းတောင်းနေကြပါကျမကြီးကြီးဆက်ကြပါလို့ပြောရင်းနဲ့ကျမလက်ကိုဆုံးသက်ပါတယ်ရှင်